အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အတင်းတော်ရဲ့ devotion ရဲ့အစီအစဉ်ကနေရောက်ချင်းစီတိုင်းကိုသူပဲကြိုးဆိုပါတယ်ဒီနေ့မှာကျွန်တော်တို့နောက်ကပတ်တော်ကိုအချိန်ပေးပြီးတော့မှပါဝင်နေကြတဲ့ရောက်ချင်းစီတိုင်းပေါ်မှာလည်းဖျားရှင်ထူကောင်းကြီးပေးပါစေအဲ့တော့ဒီနေ့မှာကျွန်တော်တို့နောက်ကပတ်တော်ကိုခဏလောက်အတူတကွအခွန်နားထောင်ရင်းနဲ့အခွန်အားယူရအောင်လို့အားပေးခြင်းနဲ့အဲ့တော့ဒီနေ့မှာကျွန်တော်ဘာကြောင်းဝေငှချင်လဲဆိုရင်ကျွန်တော်တို့ ပရော့ဖက်ကိုလက်ခံခြင်းဆိုပြီးတော့မှကျွန်တော်ခေါင်းစဉ်လေးနဲ့ဝင်ငှချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့အတ္တထဲမှာအထူးသဖြင့်ကျွန်တော်ယုံကြည်သူအတ္တမှာဖယားတခင်ရဲ့လူတွေဖယားဗိတ်တိတ်ပြီးဝိညာဉ်တော်နဲ့ပြီးဝတဲ့ဖယားတခင်ရဲ့ပရော့ဖက်တွေကျွန်တော်တို့ရဲ့အတ္တထဲမှာရှိဖို့ရန်အတွက်သူလူတွေကိုလက်ခံတတ်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးတာဖြစ်တယ် ထို prophet တွေကိုလက်ခံခြင်းကကျွန်တော်တို့ရဲ့အတ္တတွေမှာလွတ်မြောက်ခြင်းတွေဝမ်းမြောက်ခြင်းတွေဒီနေ့အတ္တတွေမှာဘုရားခင်အဖြစ်စေမှာဖြစ်တယ်ဘုရားခင်ပြင်ဆင်ပေးမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အတ္တတွေမှာဒီလူတွေကိုဒီဖျားလူတွေကိုနေရာပေးတတ်ဖို့အယံပဲအရေးကြီးတယ်လက်ခံတတ်ဖို့ရတဲ့အယံပဲအရေးကြီးတယ်ဟာလေလုယအဲ့တော့ကျွန်တော်တို့နောက်ကဘတ်တော့တစ်ချက်နဲ့ကျွန်တော်တို့တို့ကစပြုရအောင် ရှလုကအခန်းကြီး၄အငယ်၁၈လောက်ကနေကျွန်တော်တို့သူကဖတ်ရအောင်ပရောဖက်ဟေရှာယဤကျမ်းစာကိုပေးတည်ဖြစ်၍ကျမ်းစာကိုဖတ်တော်မူလင်တွေ့တော်အချက်ဟုမူကထာဝရပြိုင်ဝိညာဉ်တော်ဤငါအပေါ်၌တည်တော်မူ၏အကြောင်းမကစည်ရင်သားတို့အားဝမ်းမြောက်စရာတည်င်းကိုကြားပြောစေခြင်းက၎င်းငါကိုဗိတ်သိက်ပေးတော်မူပြီးကျေမတော်သူရိအနာကိုပျောက်စေခြင်းက၎င်းဖန်သွာချုပ်တက်လျက်ရှိတော်သူရိ အလွတ်ချင်းအကြောင်းနဲ့မျက်စိကန်တော့သူကမျက်စိပြောင်းနေချင်းအကြောင်းကိုပြချင်းက၎င်းငင်းဆဲခံရတော့သူတို့ကိုကေမချင်းက၎င်းထာဝရပြည့်နှစ်ကာလကိုကြားပြောချင်းက၎င်းငါ့ကိုဇေလတ်တော်မင်းဘီဟုလာတည်းအဲ့တော့ဒီကြမ်းချက်ကိုဒီနှုတ်ကပတ်တော်ကိုယေရှုကသူ့ကိုယ်တိုင်သူ့ကိုယ်သူမိတ်ဆက်နေတာဖြစ်တယ်အဒီကာကသူ့ကိုဖျားသခင်ကဘလူနီယာမှာခွဲခန့်ထားလဲဖျားသခင်က သူ့ကိုဘလို့လှုပ်ဖို့ရတဲ့မြေကြီးကိုဇင်လွတ်တယ်ဆိုတာကိုဒီចမ်းချက်အားဖြင့်ဒီနေ့သူပြောပြနေတာတနည်းအားဖြင့်တရားက तू ကចမ်းစာဖတ်နေတာပဲမဟုတ်သူ့ကိုတော့မိတ်ဆက်နေတာသူ့ကိုတော့မိတ်ဆက်ဖះခင်ငါ့ကိုဘိတ်သိပ်ပေးတယ်အကြောင်းရင်းကတော့ဆိုပြီးတော့ရှင်းပြတာအဲ့တော့ဗာလဲစင်ရဲတို့တော့ဝမ်းမြောက်စရာတဒင်းကိုကြားပြောဖို့အာမင်အဲ့တော့ကျွန်တော်တို့အတ္တတာထဲမှာဒီ ပရောဖက်ဘုရားခင်ရဲ့လူကိုလက်ခံခြင်းရနေကျွန်တော်တို့အသက်တာမှာစင်ရင်ချင်းမျိုးမျိုးကနဲ့လွတ်မြောက်စေမှာဖြစ်တယ်စင်ရင်ချင်းမျိုးမျိုးဒီနေ့ကျွန်တော်တို့လူလူတိုင်းဒီလောကမှာ sorry ကျွန်တော်လောကမှာစင်ရင်ချင်းအမျိုးမျိုးအမျိုးမျိုးရှိတယ်နော်ဒီအရာတွေတဲကနဲ့ sorry ဒီစင်ရင်ချင်းအမျိုးမျိုးထဲမှာကျွန်တော်ယုံကြည်သူရောမယုံကြည်သူရော ရင်ဆိုင်ရတဲ့ဆင်းရဲခြင်းမျိုးမျိုးရှိတယ်။နော်။အော်ဒီနေ့ဆိတ်ဆင်းရဲခြင်းကျွန်တော်တို့ငွေကြေးဆင်းရဲမှုမျိုးမျိုးရှိတယ်။နော်ဒီအရာတွေထဲကနဲ့လွတ်မြောက်စေဖို့ရန်တော်တဲ့ဖခင်တခင်ကဘဒူဒီကိုခွဲခန့်လေ။ဒီအရာတွေထဲကနဲ့ဒီဆင်းရဲခြင်းမျိုးမျိုးထဲကနဲ့ဝမ်းမြောက်စရာဒီဆင်းရဲသောသူတွေအတွက်ဝမ်းမြောက်စရာတည်တင်းကြပြောဖို့တဲ့။ဝမ်းမြောက်စရာဖြစ်စေဖို့ 不渡过白等白嘞，不渡过快看嘞，渡也不让怕的要快看了，哈利路亚，渡也不让怕的要快看嘞。那么，等下，哎的渡也不让拍的个来看嘛呗。第一秒前，王庙村噶，等下咱们看咋样吧。第二，新一村，你像龙庙村啊，等看咋样吧，晓得？而耶稣啊，第一下个都啊表你了，多了没才你了。再没，第二嘛，等那变几里看嘛，耶稣个、啊。 လက်မခံတဲ့သူတွေအများကြီးရှိတယ်။အောက်မှာကျွန်တော်ကြည့်တဲ့အခါမှာအဲ27ထဲမှာယေရှုဒီယေရှုကလည်းယနေ့ပြီးအကျမ်းချက်ဒီတင်းတို့ကြားတဲ့အတိုင်းပြည့်စုံလေပြီဟုမိန့်တော်မူ၏။အဲ့တော့ဒီမှာပြောလေလူတွေကသူသူအပေါင်းတို့ဒီကုလိုကိုဝန်ခံရဲ့တင့်တယ်လောက်ပတ်တော့နှုတ်ထက်စကားကိုချီးမလက်ဤသူဒီရောတိုက်တာမဟုတ်လားဟုဆိုကြ၏။အဲ့တော့ယေရှုကလူတွေလွတ်မြောက်ဖို့ဟုတ်လား ဆင်းရဲသောသူတွေလွတ်မြောက်ဖို့မျက်စိကန်းသောသူတွေပြန်မြင်ဖို့ ပြောတဲ့အခါအဲလူတွေကအဒီတယောက်ကတော့သူ့ရဲ့ဟောတာတွေသူ့ပြောတာတွေကတော့ကောင်းတယ်ဒါပေမဲ့ तू ကငါတို့မြို့ထဲမှာမဟုတ်လားဟောလားငါတို့အတိထဲမှာမဟုတ်လားဆိုပြီးတော့မှလူတွေကသူ့ကိုလက်မခံကြဘူးလူတွေကသူ့ကိုအာ prophet တယောက်ကိုလက်မခံကြဘူးအာမင်ဒါကြောင့်မလို့ဒီ ယေရှုယူလာတဲ့လွတ်မြောက်ခြင်းယေရှုပေးခြင်းနဲ့ကျွေးဝတ် sorry ယေရှုပေးခြင်းနဲ့ဝမ်းမြောက်ခြင်းကသူတို့အတ္တတွေမခံစားရအောင်အဲ့ဒီလူတွေကတခြားလူတွေမဟုတ်ဣတီလလူတွေဖြစ်တယ်အဲ့ဒီလူတွေကယုံကြည်သူတွေဖြစ်တယ်အာမင်အဲ့ကြောင့်ကျွန်တော်တို့ယုံကြည်သူကျွန်တော်တို့ခရိယန်တတ်တာမှာဒီနေ့လော လောကမှာ ရှိတဲ့ဒီစင်ရင်ချင်းတွေဒီပြဿနာအမျိုးမျိုးကျွန်တော်တို့မိသားစုထဲမှာကျွန်တော်တို့အတ္တတာထဲမှာဒီနေ့ရင်ဆိုင်ရတဲ့ဒီစင်ရင်ချင်းချုံနှောင်ချင်းချီနှောင်ချင်းအမျိုးမျိုးထဲကနေဘာလို့မလွတ်မြောက်တာလဲလောကလူတွေရင်ဆိုင်ရတယ်လို့ကျွန်တော်တို့ဘာလို့ရင်ဆိုင်နေရတာလဲဒီပြဿနာတွေထဲမှာဘာလို့ရုံးမထွက်နိုင်တာဒီစင်ရင်ချင်းထဲမှာဘာလို့ရုံးမထွက်နိုင်တာလဲ ဒီနေ့ကျွန်တော်တို့ဟာဒီနေ့ဖျားတခင်လူဖျားခင်ဘိတ်တိတ်တဲ့လူဖျားဖျားခင်ပရောဖက်တွေကိုဒီနေ့လက်ခံတတ်ဖို့ရန်အတွက်အရင်ပဲအရေးကြီးတယ်ဒီထက်ကနေလွတ်မြောက်ဖို့ဟာလေလုယာနော်ပရောဖက်အီလီယာလက်ထက်မှာအစာကောင်းပါခြင်းဖြစ်တယ်အဲ့ဒီအစာကောင်းပါခြင်းထဲမှာဒီနေ့ဣတီလလူတွေအများကြီးရှိတယ်ဣတီလလူတွေအစာကောင်းပါခြင်းထဲမှာရင်ဆိုင်ရတဲ့ဣတီလလူတွေအများကြီးရှိတယ် စင်ရဲ့ချင်းထဲမှာရောက်နေတဲ့ယုံကြည်သူတွေအစာခေါင်းပါချင်းထဲမှာရောက်နေတဲ့ယုံကြည်သူတွေအများကြီးရှိတယ်ဒါပေမဲ့တဲ့အဲ့ဒီအီလီယာလက်ထက်မှာဒီအစာခေါင်းပါချင်းတွေကနေလွတ်မြောက်တာတယောက်ပဲရှိတယ်အဲ့ဒါဇာရက်တမျိုးကမဟုတ်ဆုံးပါတယ်သူကဣတီလာလူမဟုတ်ဘူးဣတီလာအမျိုးမဟုတ်ဘူးတနည်းအားဖြင့်ယုံကြည်သူမဟုတ်ဘူးယုံကြည်သူမဟုတ်ဒါပေမဲ့သူကဒီအစာခေါင်းပါချင်းတွေကနေ ဒီစင်းရင်းချင်းထဲကနေဘာလို့လွတ်မြောက်တယ်သူက prophet ကိုလက်ခံတတ်တယ်သူက prophet ကိုလက်ခံလို့ဒီ compassion ဒီဒီဒီစင်းရင်းချင်းမျိုးမျိုးထဲကနေသူလွတ်မြောက်ခဲ့တယ် hallelujah သူလွတ်မြောက်တယ်ဒါပါဒီအဲ့နည်းရုံကြည်တူတယ်အများကြီးပဲဒီနေ့ဖခင်ရဲ့တားသမီးပါဆိုပြီးတော့ပြောနေတူတယ်အများကြီးပဲဒါမဲ့ဒီလူတွေမလွတ်မြောက်ဘူး prophet ကိုလက်ခံနေသူကပဲလွတ်မြောက်တယ် အာမင်ဒါကြောင့်ကျွန်တော်တို့အသက်တာမှာဒီနေ့ဒီကောင်းပါခြင်းတွေဒီကောင်းပါခြင်းတွေကိုဘယ်လိုကျွန်တော်တို့ဘယ်လိုဖြတ်ကျော်မလဲဒီကောင်းပါခြင်းတွေမှာကျွန်တော်တို့ဘယ်လိုအသက်ရှင်ရမလဲဒီကောင်းပါခြင်းတွေကလည်းကြော်လွားနိုင်ဖို့ဒီစင်ရင်ချင်းတွေကလည်းဒီကြော်လွားနိုင်ဖို့ရန်တော့ကျွန်တော်တို့ဟာ prophet ကိုလက်ခံရမယ် prophet ကိုလက်ခံတတ်ရမယ်ဒီ prophet ဒီအားဖြင့်ပဲဖြားခင်ကဒီကောင်းပါခြင်းမျိုးတွေကလည်းလွတ်မြောက်စေမှာဖြစ်တယ် hallelujah ဘုရားခင်ဒီဒီဘိတ်တိတ်ချင်းတွေကိုဒီနေ့သူ့လူတွေဘုရားသခင်ဘိတ်တိတ်တွေအတုံးပြုတ်တဲ့ဘုရားခင် prophet တွေကိုဘုရားခင်ဒီအခွင့်အနာရောအထာလာဖြစ်တယ်။အာမင်။ဒါကြောင့်ကျွန်တော်ဘုရားမှာဒီ prophet တွေကိုလက်ခံတတ်ဖို့ဒီနေ့အရန်ရည်ကြီးတယ်။ဘုရားသခင်ရဲ့လူတွေကိုဒီနေ့ကျွန်တော်တို့ကလက်ခံပြီးတော့မှကွန်ပျူတာဖို့ရန်တဲ့အင်မတန်မှအရေးကြီးတယ်ဆိုတာကိုကျွန်တော်ခွန်အားပေးချင်တာဖြစ်တယ်ဟာလေလုယအဲ့တော့ကျွန်တော်တို့ဒီကာလမှာအီလီယလက်ထက်မှာအစာခေါင်းပါခြင်း ဆင်းရဲခြင်းကြုံရတယ်လို့ဒီနေ့ဒီခေတ်ဒီကာလမှာလည်းကျွန်တော်တို့အမျိုးမျိုးတော့ဆင်းရဲခြင်းခေါင်းပါခြင်း ਨੇ ကျွန်တော်တို့ယင်လောကမှာကျွန်တော်အများကြီးပဲမြင်နေရတယ်ကြုံနေရတယ်ဒီနေ့တင်းရဲ့အတ္တဓာတ်ထဲမှာဘာတွေဘာခေါင်းပါမှုတွေဖြစ်နေလဲဒီနေ့တင်းရဲ့အတ္တဓာတ်ထဲမှာတင်းရဲ့မိသားစုထဲမှာဒီနေ့အတ္တမှာတင်းရဲ့လုပ်ငန်းထဲမှာတင်းရဲ့အတ္တမှာဘာတွေ စင်းရင်မှုဘာတွေခေါင်းပါမှုတွေကြုံနေရတယ်ဒီနေ့ prophet ကိုတင်လက်ခံတတ်မယ်ဆိုရင် prophet ရဲ့စကားကိုတင်နားထောင်တတ်မယ်ဆိုရင်ဒီနေ့တင်းရဲ့အတ္တတာထဲမှာဒီခေါင်းပါခြင်းရဲ့ကံတဲ့လွတ်မြောက်ဖို့ရတဲ့အဖြေကသူလူတွေဆရာနဲ့ရရှိမှာဖြစ်တယ်ဆိုတာကိုအားပေးခြင်းနဲ့ hallelujah အဲ့တော့ဇရက်တာမျိုးကမိုးဆုံးမှာကဲတော့အီလီယာကိုလက်ခံတတ်တယ်အီလီယာဒီနောက်ပြဖရာခင်ရဲ့လူကိုလက်ခံတတ်တယ်အတ္တတာ ဖြစ်ဖို့ရန်အတွက်အားပေးခြင်းတယ်။အဲတော့နောက်တစ်ယောက်ကဘာတူလဲဆိုရင်အီလီရှဲလက်ထက်မှာလေနူနာဆွဲတဲ့လူပါ။အီလီရှဲလက်ထက်မှာလေဤတေလလူမျိုးတွေထက်မှာနူနာဆွဲတဲ့လူတွေအများရှိတယ်။ဒါပေမဲ့ရှုရအမျိုးသားဒီနေ့နေမန်ကပဲဒီနူနာယောဂာနဲ့လွမြောက်ခြင်းရတယ်။အဲ့ဒါဘာကြောင့်လဲ။အီလီရှဲကိုသူလက်ခံတယ်။ပရောဖက်ကိုသူလက်ခံတယ်။ပရောဖက်က ဆုတောင်းပေးရင်ပြောင်းမယ်ပရောဖက်ကဒီနူနာရီထဲကနေလွတ်မြောက်စေနိုင်တယ်ဒီဒီချပန်သားချုပ်သားလျက်ရှိတဲ့ဒီနူနာဒီမလွတ်မြောက်တဲ့ဒီသူ့ရဲ့ဘဝမှာဒီချုပ်နောက်ချင်းခံရတဲ့ဒီနူနာရီထဲကနေလွတ်မြောက်စေနိုင်တယ်ဆိုတာကိုသူသိတယ်သူဒီအီလီရှဲကိုသူလက်ခံတယ်ဒီဒီအီလီရှဲစီတွားဖို့ရန်တွက်လဲသူ့ဘသူကပြောလဲသူ့အိမ်ကဂျွန်ကပြောတာကလေးမလေးကပြောတာဒါမဲ့သူ့ မငင်ဘူးအီလိရှဲကိုပရောဖက်ဖရာသခင်ရဲ့လူတယောက်ကြီးလို့ဖရာသခင်ရဲ့လူဆိုတော့သူလက်ခံပြီးတော့ဖရာဘိတ်တိတ်တိတ်လို့သူလက်ခံတယ်ဖရာဘုရားဝိညာဉ်တော်နဲ့ပြဝရတယ်သူလက်ခံပြီးဒီနေ့သူ့စကားအတိုင်းဒီနေ့သူ့စကားအတိုင်းလှုပ်လိုက်တဲ့အခါသူ့စကားကိုနားထောင်ပြီးယော်ဒန်မြစ်မှာသွားဆိုင်တယ်ခုနှစ်ကြိမ်ရေသွားဆိုင်တယ်အဲ့ဒီခါမှာသူ့ရဲ့အတိုင်းမှာ ဒီနေ့သူ့ကိုဖမ်းထားချုပ်ထားလျက်ရှိတဲ့ခြိနှောင်ချင်းခံထားရတဲ့ဒီနူနာတွေကနဲ့လွတ်မြောက်ချင်းခွင့်ရတယ်အာမင်အဲရောက်တေးရဲ့အတ္တမှာကျွန်တော်တို့ရဲ့အတ္တမှာဖခင်တခင်ကဒီနေ့တေးရင်ဆိုင်နေရတဲ့တင်းရဲ့တက်တာထဲမှာဒီနေ့ခြိနှောင်ချင်းခံနေရတဲ့စီးရဲချက်အမျိုးမျိုးအနာရောဂါအမျိုးမျိုးဒီနေ့မချမ်းပါချင်းအမျိုးမျိုးထိရတဲ့ဖခင်လွတ်မြောက်ဖို့ရန်အတွက်ဖခင်ကဒီနေ့ကျွန်တော်တို့အတွက် နီလန်းကိုပြင်ဆင်ပေးပြီးတာဖြစ်တယ်အဲ့ဒီညာကတော့ prophet ကိုလက်ခံခြင်း prophet ကိုလက်ခံတိုင်ကျွန်တော်တို့အတ္တတိုင်းမှာဘယ်စင်ရဲ့ချင်းကမှကျွန်တော်တို့ကိုဒီနေ့အနိုင်ယူလို့မရဘူးဒီလွတ်မြောက်မှာဖြစ်တယ်ဒါကြောင့်တင်းရဲ့တတ္တထဲမှာဖခင်ဗိတ်တိတ်ပြီးဝိညာဉ်တော်နဲ့ပြည့်ဝတဲ့ဖခင်ရဲ့ prophet ဖခင်ရဲ့လူတွေကိုလက်ခံတတ်တဲ့အတ္တဖြစ်ဖို့ရန်အတွက်အားပေးခြင်းတော်ဖြစ်တယ်အယောက်ချင်းစီတိုင်းပေါ်မှာဖခင်ရှေထူကောင်းကြည့်ပေးပါစေ